ပြည်မျိုးရဲ့နောက်ဖက်စက်တမိုင်ကန်အကွာကိုပဟိုပြုပြီးအင်အား၄.၅အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုဒီနေ့ဇွန်လ၉ရက်မနက်ပိုင်းကလှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။2025ခုနှစ်ဇွန်လ9ရက်နေ့မြန်မာစံတော်ချိန်မနက်9:44မိနစ်49စက္ကန့်အချိန်မှာကွာမြင်ကလင်းစခန်းကနေအရှေ့မြောက်ဘက်မိုင်90ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်ပြည်မျိုးရဲ့အနောက်ဘက်စက်တမိုင်ကန်အကွာမြောက်လက်တီတော့ 18.83ဒီဂရီအရှိလောင်ကြီးတော့95.35ဒီဂရီအနက်89ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရစ်စတာစကေး၄ဒသမ5အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မိုးဇလာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဇွန်9ရက်မနက်7:17မိနစ်ခန့်မှာလေလေဝေးမြို့ရဲ့အနောက်တောင်ဘက်12မိုင်ခန့်အကွာအနက်30ကီလိုမီတာမှာရစ်စတာစကေး၄အဆင့်ရှိတဲ့ ောက်ဆက်တွဲငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့သိရပါဗျ။